မင်းနဆန်ခွန်နီချောမြန်မာပြည်စမန်နီလန်ဂွေအကယ်ဒမီကစံစစ် TV ဖြစ်ပါတယ်။ဒီနေ့ကတော့ Thaisan Chu San Kang မှာရှိတဲ့ grammar ပဋ္ဌာန်းလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်း33မှာဆိုရင်တို့ဒီ form ပုံစံနှစ်ခုကိုအဓိကထားပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့ male k လို့ခေါ်ပါတယ်။ male k အရေးပဲသူကအမေပုံစံပါတခုခုကိုပြုလုပ်စမ်းဆိုပြီးတော့အမိတ်ပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရပါတယ်။နောက်တစ်ခုတွေ့ရမှာကတော့ခင်းရှိခီး သူဒီတားမြစ်လိုက်တဲ့ပုံစံပါမပြူလို့ရမလို့ရတညပြည့်မဝင်ရမထိုင်ရစသဖြင့်တားမြစ်ထားတဲ့စာကြောင်းဒီမှာခင်ရှိခီကိုတွေ့ရပါတယ်။ဟဲ့ဒါဆိုလို့ရှိရင်မေရီခီလေးကိုအရင်ကြည့်ပါမယ်။မေရီခီပြောင်းမယ်ဆိုလို့ရှိရင်ဘဝန်းဒီမှာက E line ကနေ A line ပြောင်းပေးရပါမယ်။နောက်ထပ်ဘတ်တူးမှာဆိုရင် mask ကိုဖြိုးပေးရမယ်။ပြီးရင် mask နေရာမှာ row ပေါင်းပေးရပါမယ်။နောက်တစ်ခု vert 3 vert 3မှာဆိုရင်တော့ key mask ဆိုရင်ကိုအီးဖြစ်မယ်။ ရှီမတ်ဆိုရင်ရှီရောဖြစ်ပါမယ်။ရှာမယ်နော်။ဒါဆိုနောက်ထပ်ခင်းရှိခေရဲ့ပြောင်းတဲ့ပုံစံလေးထက်ကြည့်ရအောင်။ခင်းရှိခေမှာတော့ဘဝန်းနေဆိုရင် E line ကနေ U line ပြောင်းပေးရမယ်။ပြီးရင်သူ့ရဲ့နောက်မှာနပေါင်းပေးရပါမယ်။ဗတ်တူးမှာဆိုရင် mask ကိုဖြုတ်နပေါင်းပေးရမယ်။ဗတ်ထရီမှာခီမဆိုရင်ခရနာရှီမဆိုရင်ဆရနာဟဲ့ဒါဆိုလို့ရှိရင်တို့အကျန်းပြင်းလေးတည်ပြီးဆိုရင်ဒီဘက်ကဇီယာခွက်လေးထဲမှာအဲဖက်လေးတွေကိုတစ်ချက်ပြောင်းကြည့်တော့ ပထမဆုံးတွေ့ရတာကဒါရိုးရိုး mask ကြီးပေါ့နော်ဘုသူပိုင်ထဲမှာကျရတဲ့ mask ကြီးကနေ mary ကြီးပြောင်းတဲ့ပုံစံရဲ့ခင်းရှိကြီးပြောင်းတဲ့ပုံစံရှိပါမယ်ဆိုတော့အစင်းလိုက်ကြည့်ကြည့်အောင် for one အုပ်စုတွေမှာ e mask ပြောသည် mary ကြီးပြောင်းမယ်ဆိုရင် e line ကနေ a line ပြောင်းဆိုတော့ e ရဲ့ e ရဲ့အတိတ်ဘေကပျော်စမ်းခင်းရှိကြီးပြောင်းမယ် e na e na မပြောနဲ့တားမြစ်တဲ့ပုံစံပါအဲ့ဒါဆိုဆက်ပြီးကြည့်သွားမယ်နော် 書きます。ひり、かけ、かけ、ひざん、かくな、かくな、ひね。泳ぎます。しぐり、泳げ、ひぐざん、泳ぐな、じむぐね。出します。とり、だせ、とざん、だすな、まとね。立ちます。またやり、立て、またやさん、出すな、またまやね。 အာဆိုဘီမတ်ကစားသည်အာဆိုဘဲကစားစံအာဆိုဘူနာမကစားနေနိုမီမတ်တောက်သည်နိုမေတောက်စံနိုမူနာမတောက်နေဇူဝါရီမတ်ထိုင်သည်ဇူဝါရဲထိုင်စံဇူဝါရူနာမထိုင်နေရမယ်နော်ဒါဆိုရင်ဗတ်တူအုပ်စုလေးကြီးကြီးအောင်ဗတ်တူအုပ်စုတွေမှာမေရီခေပြောင်းမယ်ဆိုရင်မတ်ကိုဖြိုးရိုပေါင်းပေးရမယ်ခီရှိကီမှာဆိုရင်တော့ group ကိုပေါင်းပြီးပြီးတော့နာပေါင်းပြရပါမယ်။ကြာမယ်နော်။ဆိုတော့ကြည်ကြည်အောင်ယာမဲမရတန်ဒီယာမဲတော့ရစံယာမဲရနမယနဲ့ဒေမတ်ထွက်ဒီဒေရောထွက်စံဒေရနမထွက်နဲ့မီမတ်ကြည်ဒီမီရောကြည်စံမီရနမကြည်နဲ့အိုဒီမတ်စင်ဒီအိုဒီရောစင်စံအိုဒီဒူနာနဲ့ အဲဒါဆိုရင်နောက်ဆုံး group 3လေးတွေကြည့်ကြည့်ရအောင် group 3မှာ kimas ဆိုရင်လာဒီခွိလာဇန်ခူရနာမလာနဲ့နောက်တစ်ခု shimas ပြုလို့ဆောင်ရသည်ရှီတော့လုံဇန်ဆူရနာမလုံနဲ့ရမယ်နော်ဒါဆိုလို့ရှိရင်တို့ဒီအောက်ကစာကြောင်းလေးတွေဆက်ပြီးတော့ကြည့်ကြည့်ရအောင်နီကေရောနီကေရော အနောက်ဘက်ရိုလင်းနဲ့ဆုံထတာဖြစ်တဲ့အတွက်ကြောင့်သူဒီမေရေကေအမီဘီပုံစံမှာနီဂဲမော့စ်ပြည်တီကနေနီဂဲရောဆိုတော့ပြည်စံနောက်တစ်ခုခိုးစခိစကူမမိုရေခိုးစခိစကူခိုးစလမ်းမဆက်သွေးရေခိစကူကစီမင်းစည်းကမ်းဆိုတော့လမ်းမဆက်သွေးရေစီမင်းစည်းကမ်းကိုမမိုရေလိုင်းနာစံစောက်ထိန်စံနောက်တစ်ခု ူဂိုခူငါအနောက်ကနလီနဲ့ဆုံနာပြီဆိုရင်ဒါဒီခင်းရှိပြေတားမြစ်ပုံစံပါဆိုတော့ဥဂိုခူငါမလုံရှာနဲ့မလုံနဲ့နောက်တစ်ခုဒန်ရှာနောနာကာတဲ့ဇာဝကူငါဒန်ရှာနောနာကာတဲ့ယထာထဲထဲမှာဇာဝကူငါမဆူညံနဲ့ရှာမယ်နော်ဒါဆိုနောက်ထပ်နံပါတ်3လေးကြည့်ကြအောင်နံပါတ်3 456မှာကသူတို့ထပ်ပြီးတော့မှတ်ရမယ်အဲ grammar pattern လေးတွေထပ်ပြီးတော့ပါပါတယ်ဆိုတော့နံပါတ်3မှာဆိုရင် ဒီတို့လေးကိုဒီကထားပြီးတော့ကြည့်ရမယ်ပေါ့နော်ဆိုတော့ဒီတို့ကိုကြတော့ဟို particle အနေနဲ့ဆိုရင် F5 မှာနောက်နှလုံးကြားထဲမှာဆိုရင်နှင့်ဆိုပြီးတည်ခဲ့ရတယ်နောက်တစ်ခုလူနဲ့တွဲသုံးထားမယ်ဆိုလို့ရှိရင်သူ့ကိုနှင့်အတူဆိုပြီးတော့တည်ခဲ့ရတယ်ဆိုတော့အခုဒီအခန်း33မှာဆိုလို့ရှိရင်ဒီတို့ကိုလို့လို့ဘာသာပြန်ပါတယ်လို့ဆိုပြီးတော့အဓိပ္ပာယ်နဲ့သုံးပြီးလို့ရပါတယ်ဆိုတော့သူတို့စာကြောင်းတစ်ခုလုံးကိုဖတ်ပြီးတော့ဘာသာပြန်ကြည့်အောင်အဆိုပေါ်နီ車を止めるな 書いてあります。あそこに、あそこ、ホガニ山、ま、を止めるな、ガゴメジェンネいてあります。イタリアあの漢字は入り口と読みます。エリ漢字で入り口を読みます。パパレ。 ်ပတ်တန်ပုံစံတည်သူသည်အတွဲလိုက်ပါ to you imides ဒီမှာ e ရဲ့ခုရဲ့ခု to you ဆိုပြီးတော့အတန်ပထပင်းနဲ့နောက်ခုကိုပေါင်းပြီးတော့ you ဆိုတာထွက်ပြီးပါ to you imides အတိပ္ပယ်က lo ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်ရမယ်နော်ဆိုတော့ဥပမာအခန်းကြီးတွေဖြစ်ဖြစ်ကိုမတိရဲ့စကားလုံးတစ်ခုခုဖြစ်ဖြစ်တပတ်တော်ပြန်ရှင်းပြတဲ့အခါမှာဒီစကားလုံးကဒီလိုဒီလိုအတိပ္ပယ်ရပါတယ်အလိုလိုပြောတဲ့အတိပ္ပယ်ဖြစ်ပါတယ်ဆိုပြီးတော့ပြန်ရှင်းပြတဲ့အခါကြောင့်နော်ဆိုတော့ဖတ်ကြည့်အောင် このマークは止まれという意味です。この幕、D 幕、アナダディ、止まれという意味です。ジャサン・ロソレ,エピパレ・アリディ・バレ。ナトルク、この幕は水で洗ってはいけないという意味です。水で洗ってはいけない。ジェピ、シジョロ、マヤブ、マピプ、ロソレ,エピピパレ・アリディ・バレ。ナトルク、 リサイクルできるという意味です。リサイクルできる。リサイクルပြုလုပ်လို့ရတယ်လို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ရှာမယ်နော်။ဒါဆိုနောက်တဲ့နံပါတ်5လေးဆက်ကြည့်ရအောင်။နံပါတ်5မှာအတွဲလိုက်တွေ့ရတဲ့ပတ်တန်ပုံစံတစ်သည်တို့ဤတေမတ်တာတို့ဤတေမတ်တာအဓိပ္ပာယ်ကတော့လို့ပြုပေးပါတယ်။ ော့တစ်ဖက်သူကကိုကိုပြောခဲ့တဲ့အကြောင်းများတွေကိုကိုကတခြားတစ်ယောက်ကိုပြန်ပြီးပြောတာဥပမာယမရဆန်ကတော့ဒီနေ့နောက်ကျမယ်လို့ပြောခဲ့တယ်ယမရဆန်ကတော့ဒီနေ့အစည်းအဝေးပွဲမတက်နိုင်ဘူးလို့ပြောခဲ့တယ်ပေါ့နော်ဆိုတော့တစ်ဖက်သူပြောတာကိုကိုကတစင်ပြန်ပြီးတော့ပြောပြပေးတယ်ဆိုတော့အစားကြောင်းမျိုးပါတို့ဤသိမ်းမစလို့ပြောပြပါတယ်ဆိုတော့ဖတ်ကြည့်ရအောင်ヤマラさんは明日、法人に来ると言っていました。ヤマラさんに明日、マネピン。 ေにာချင်းဒီကရ9နာရီမှာလာမယ်လိりに間に合わないと言っていました。締め切りဆိナーソンジイုရဲနောက်ဆုံး date deadline ပေါ့နော် deadline ကို間に合わなと言っていました。マネロンがアトブリを送った方がでるを呼べばれ。 ရမယ်နော်ဒါဆိုရင်နောက်ဆုံးနံပါတ်6လေးကြည့်ကြည့်အောင်နံပါတ်6မှာတရားမဲ့ပတ်တန်ပုံစံကတော့တို့စဇာရဲ့တဲ့ဣဒရခေမစင်ကတို့စဇာရဲ့တဲ့ဣဒရခေမစင်ကသူကတော့အဓိပ္ပာယ်ဒီလို့အဆင့်ပြောပြီးလို့ရမလားအဲအရင်ကြီးကြီးနဲ့တောင်းဆိုတယ်နော်ဆိုတော့အခုပြောချင်တာကိုကျွန်တော်ကိုစားဒီလိုဒီလိုလို့အဆင့်ပြောပြီးလို့ရနိုင်မလားရမယ်နော်ဒါဆိုဖတ်ကြည့်ရအောင်တာနာခာဆန်နိဂျပန်ကိုတို့ 送れると伝えていただけませんか今、サジャンリッチェ、パテカマドリカビの不意、エレマポーニー。田中さんに10分ほど送れると伝えていただけませんか田中さんは、セミテラ、セミテウィンテラ、ナウチャーミウィルヤテラ。田中さんに土曜日は都合が悪いと伝えていただけませんか田中さんは、スニーニーが အဲအခြေအနေသိမကောင်းဘူးလို့တဆင့်ပြောပြီးလို့ရနိုင်မလားနောက်ဆုံးတစ်ခုကနကဆန်နိရှိမေကီရီဝါအစာသေးတာတို့စတဲ့တဲ့ဒရာကေမဆန်ကကနကဆန်အားဒက်လိုင်းဒီအစာသေးတဲ့ဘက်ကဖြစ်တယ်လို့တဆင့်ပြောပြီးလို့ရမလားရမယ်နော်အဲကြာတာဆိုလို့ရှိရင်တို့ဒါရီဆန်ချူဆက်ကမှာရှိတဲ့ပက်တာလေးတွေကိုရှင်းပြသွားပြီးဖြစ်ပါတယ်ဒါရီဆန်ချူယုံကမှာပြန်ပြီးတွေ့ပါမယ်